ကုသိုလ်ကောင်းမှုတွေပြုလုပ်ကြတဲ့အခါမှာအခုလိုတိလာတွေကိုပြည့်ပြည့်စင်စင်လေးနဲ့စောင့်တည်ပြီးတော့ပြုလုပ်ကြတဲ့ဓလေထုံတန်းစင်လာဟာဥစဉ်တို့ အမိနိုင်ငံတော်မှာရှိရှိဘိုးဘွားလက်ထက်တုန်းကနေယနေ့ချိန်ဒီတိုင်အောင်အစဉ်လာဖြစ်နေတာပေါ့နော်။ဘာဖြစ်လို့လဲတိလာပြည့်စင်တန်းရှင်မှာ ဒါနပြုလုပ်တဲ့အခါမှာအကျိုးတရားတွေပုံများတယ်လို့ဆရာသမားတွေကဟောကြားကြတယ်လေ။စာပေချမ်းကန်နဲ့လည်းညီတာပေါ့။တိလာရှိတဲ့ပုံကိုယ်တွေပြုလုပ်လိုက်တဲ့ကုသိုလ်ကောင်းမှုတွေဟာအကျိုးကြီးမားတယ်ဆိုတဲ့ကြောင့်မြတ်စွာဘုရားဟောထားတော့ကုသိုလ်တွေကောင်းမှုတွေပြုလုပ်တိုင်းပြုလုပ်တိုင်းဗုဒ္ဓဘာသာဝင်တွေဟာ၅ပါးတိလာတရဏဂုံ၃ပါးနဲ့၅ပါးတိလာကိုစောင့်တည်ကြတာနော်။ အင်းဒီလိုကုသိုလ်လုပ်တဲ့တစ်ချက်ပဲအများအဖြစ်ကတရဏဂုံနဲ့၅ပါးသီလကိုစောင့်တည်ကြ။ကုသိုလ်ကောင်းမှုတွေပြီးတဲ့အခါမှာကြတော့မေ့သွားကြတယ်။ဟုတ်လားတခါကြီးတို့မကြီးတွေ။ဒါကြီးတခါကြီးတို့တို့မကြီးတို့မမေ့နဲ့ဟုတ်လား။မမေ့နဲ့။ကုသိုလ်ကောင်းမှုလုပ်တဲ့တစ်ချက်ပဲဆရာတော်တန်ဃာတော်တွေမှာတရဏဂုံနဲ့၅ပါးသီလစောင့်။ပြီးလို့ရှိရင်မိမိတို့အိမ်ပြန်ရောက်သွားပြီဆိုရင်တရဏဂုံ၃ပါး ကိုစောက်တည်တဲ့အခါမှာဖရာတရားတန်ဃာမတပါယေရနာ၃ပါးမှတပါကိုးကွယ်ရာမရှိရဘူးတကယ်တော့ဟုတ်တယ်မလားဒါမဲ့ဥစဉ်တို့အမိနိုင်ငံမှာအဲအများအားဖြင့်ကကံကံရဲ့အကြောင်းအကျိုးပေါ်မှာတတ်ဝင်ယုံကြည်မှုအားနည်းပြီးတော့သာသနာရဲ့ပြင်ပဖြစ်တဲ့ဘုဒ္ဓတော်တွေနတ်ကတော်တွေအဆရှိတယ်ပေါ့နော် အဲ့ဒီလိုမျိုးပုံကိုယ်ဒီအပေါ်မှာအားကိုးမှုတွေကများလာတယ်ဥစဉ်လို့တွေ့ရတာเนาะအဲ့ဒါကထေရဝါဒအတွက်မကောင်းဘူးဟုတ်ပြီเนาะကံကံရဲ့အကြောင်းအကျိုးကိုတဝင့်ယုံကြည်မှုအားနေတာစီးပွားရေးအဆင်မပြေလို့ကျမ်းမာရေးမကောင်းလို့ဆိုပြီးဘိုးတော်ကိုသွားမေးပြီးတော့ရေတရားတွေခြေကြတာဘီရင်စရာတွေကိုသွားပြီးရေတရားတွေခြေတရိုက်တက်စင်တွေလို့နတ်ကတော်တွေသွားပြီးမေးပြီးတော့နတ်ကတော်ပြောတဲ့အတိုင်းလိုက်လို့ကြတာအဲ့ဒါကံကံရဲ့အကြောင်းအကျိုးကို တဝင့်ယုံကြည်မှုနားလည်မှုဉာဏ်ပညာအားနည်းလို့လားအားမနည်းလို့လားအားနည်းလို့ပါဗျာအရန်အားနည်းတယ်ထေရဝါဒတယ်တကယ်တော့ကျမ်းမာရေးမကောင်းဘူးဆိုရင်ဘိုးတော်ကိုမေးရမှာလည်းမဟုတ်ဘူးနတ်ကတော်ကိုမေးရမှာလည်းမဟုတ်ဘူးနော်ဟုတ်လားဦးစင်ပြောတာဘုဒ္ဓကိုသွားမေးရမှာလဲစေဟဝန်ကိုမေးရမှာဘုဒ္ဓကိုသွားမေးရမှာစေဟဝန်စေဟဝန်သွားပြရမှာဟုတ်တယ်မလားကျမ်းမာရေးမကောင်းရင်စေဟဝန်ကစီးပညာကိုသင်ထားတာ အ ਨੇ ဆုံးဦးဇင်းတို့ MBBS ရဖို့ဆိုတော့ခုနှစ်နှစ်စီးပြင်ညာတင်ရတာဟုတ်ပြီလားအေးမင်းရမှာကဆေးအောင်သွမေးတာကနဂရောဆိုရင်တော့မလွယ်ပါဘူးလားအဲ့ဒါတကကြီးတို့မကြီးတတိထားရထေရဝါဒမှာတတနာကုံဗုဒ္ဓဓမ္မတန်ခါကိုယုံကြည်တဲ့အခြားသောသာသနာပြင်ပပုဂ္ဂိုလ်တွေကိုသွားပြီးတော့ယုံကြည်မှုအားကောင်းနေဆိုရင်တော့မတင့်တော်ဘူးပေါ့နော်တင့်တော်ပါမလားအဲ့တော့တချို့ကစီးပွားရေးမကောင်းဘူးတဲ့စီးပွားရေးမကောင်းတော့ သွားပြီးတော့ဘိုးတော်ကိုသွားမေးတယ်။ဗီဒင်ဆရာကိုသွားတွက်တယ်။နဂရကိုသွားမေးတယ်။လှုပ်ပါဦး။ကိုကြီးကျော်လှုပ်ပါဦး။ဟာလားအမေချမ်းလှုပ်ပါဦး။စသည်တွေသွားမေးတော့နဂရကလည်းရမ်းပြောရတာပေါ့။ "तू ကဘလို့လို့တကူရှင်မဟုတ်ဟုတ်တယ်မလား။ तू ဟာကိုကိုလာပြီးအားကိုးရတဲ့လူဆိုတော့ तू လည်းမိတ္တဗလတိကဖတ်ကျင်ဖတ်ထားမှာပေါ့။နဂရကလည်းစိတ်ချမ်းသာအောင်တကကြီးတို့မကြီးတို့ပြောပြလိုက်မှာပေါ့။ဘာလေးလှုပ်ဘာလေးလှုပ်ဆိုပြီးတော့ဟုတ်တယ်မလား။ အဲ့တော့သူအားကိုးပြီးလာရဲဆိုတော့ဒါလည်းသူတာဝန်လေဒါကြောင့်တကိုင်းတို့မိုက်တော့သဘောပေါက်လို့လူတယ်စီးပွားရေးမကောင်းရင်ကိုယ့်ရဲ့စီးပွားရေးကိုပြန်လဲသုံးသပ်ဖို့ငါဘယ်နေရာမှာလုပ်ငန်းတွေချွတ်ချော်နေလဲဟုတ်တယ်မလားကိုယ့်ရဲ့လုပ်ငန်းကျွမ်းကျင်မှုမရှိရင်ကျွမ်းကျင်အောင်ကြိုးစားရမှာပေါ့ဖခင်ကဥဋ္ဌာဏသမ္မတာလို့ဟောတယ်နော်ကြီးပွားခြင်းဥဋ္ဌာဏသမ္မတာထထကြွကြလုံလောက်ဝိရိယရှိရှိကြိုးစားရမယ်အဲ့ဒီမှာဓာတ်ခေါလုပ်ငန်းမှာကျွမ်းကျင်မှုတွေလိုအပ်တယ်အနက်လက်တော့မပြင်းရရတဲ့အကြောင်းတွေဗုဒ္ဓဟောထားတယ် ဝိမန္တဆိုတဲ့စူးစမ်းဆင်ခြင်တတ်တဲ့ပညာနဲ့ပြည့်စုံရမယ်ကိုယ့်ရဲ့လုပ်ငန်းအပေါ်မှာလေအဲ့ဒီလိုမျိုးကိုကစီဝါရေးလုပ်ငန်းအဆင်မပြေရင်စီဝါရေးအောင်မြင်အောင်ကိုယ့်ရဲ့စီဝါရေးလုပ်ငန်းမှာကြံ့ကျင်မှုတွေပို့ပြီးစ조사ရမယ်ဟာလာမပြင်းမရည်တွေနဲ့ဝီဒီယိုတွေစိုက်ပြီးတော့ပို့ပြီးတော့လုံလောက်ဆိုင်ရမယ်ပြောဆိုဆက်ဆံမှုဟာလာချူတူတတာရင်ရင်ကြည်ကြည်တိမ်တိမ်မှုမေးဖြစ်အပြောဆို ကျန်ကျင်နေရမှာပေါ့နော်ကိုစီပွားရေးလို့အဲ့လိုမလုပ်ဘဲနဲ့နတ်ကတော်ကိုသွားမေးတယ်ဘိုးတော်ကိုသွားမေးဘေးရင်တတ်တွက်လို့စီဝါရေးပုံမျိုးမွဲဖို့ပဲရှိတယ်ကြားလားအချိန်ကုန်သွားတယ်ပြီးရင်ထေရဝါဒရှုတော်ကကြည့်ရင်ကိုကံကံရဲ့အကြောင်းကျိုးယုံကြည်မှုရှိဘူးကံဆိုတာပြစ္ဆုတ်ပံကံရှိတယ်အတိတ်ကံရှိတယ်ကံမပြစ်စေရောမှာလေဟုတ်တော့မလားအဲကုတလကုတလံကံမံဆိုတာဟုတ်လားကုတုအကုတုကံလေအတိတ်ကံလည်းရှိတယ်ပြစ္ဆုတ်ပံမှာမိမိလိုလုပ်တဲ့ကံလည်းရှိတယ် ဟုတ်ပြီလားဒါကြောင့်ဘဝတစ်ခုကြီးပွားအောင်မြင်ဖို့ဆိုတာအတိတ်ကဒါနကုသိုလ်ကံလည်းရှိအောင်မှာပစ္စုပန်ကလုံလောက်ဝိရိယစွာအားဖြင့်ပြင်းပြင်းဟိုနာလို့နော်အဲမပြင်းမကြီးစ조사ရတာတွေမိမိလုပ်ငန်းပေါ်ကျွမ်းကျင်တာတွေစူးစမ်းရှင်ကျင်တတ်တဲ့ပညာဉာဏ်ဖြင့်ပြည့်စုံတာတွေစတဲ့အချက်လက်တွေနဲ့ပြည့်စုံမှပစ္စုပန်စီးပွားရေးအောင်မြင်တာဘီလိုဘီရင်တတ်တွလို့မအောင်မြင်ဘူးနော်နဂရောမေလိုဘာမှမထူးလာဘူးနော်အဲ့ဒါကိုတော့ကောင်းကောင်းသိဖို့လို့လေဗုဒ္ဓဘာသာဝင်ကြီးနားလေလာဦးစင်ပြောတာ အဲ့လိုမျိုးလေးတွေတော့တိဖို့လို့ဒါပြောချင်တာတရဏဂုံတဲ့ဗုဒ္ဓဓမ္မတန်ခါကိုတကယ်ယုံကြည်တယ်ဆိုရင်ဗုဒ္ဓဟောကြားတဲ့ပစ္စုပန်တန်တရာစီးပွားဖြစ်ထွန်းမှုအကြောင်းတွေအများကြီးရှိတယ်ပြိတ္တကတ်မှာလေရှိတယ်ပစ္စုပန်မှာချမ်းသာခြင်းဘယ်လိုနေရမလဲနော်စီးပွားရေးအောင်မြင်ခြင်းဘယ်လိုကြိုးစားရမလဲလမ်းညွှန်ချက်တွေရှိတယ်ဗုဒ္ဓကဗုဒ္ဓရဲ့ဝါဒက ်ဒီပစ္စုပန်ချမ်းသာတာကိုကန့်ကွက်တာလည်းမရှိပါဘူးเนาะဖခင်ကအစွန်ရောက်ပြီးကာမဂုဏ်တွေခံစားမှဆိုးလွန်းလို့သာဒီကာမတုခတွေဟာကြောက်เสียကောင်းတဲ့အကြောင်းဖခင်ဟောရတာဟုတ်ပြီလားအဲအပေကြမှဆိုးလို့လေအလုံးမလုံးရဘူးလို့ဖခင်ဟောတာမရှိဘူးเนาะစီးပွားရေးကိုကြိုးစားစားလုပ်ရမယ်လို့ပဲဗုဒ္ဓပြောသွားတယ်ဥဋ္ဌာဏသမထအဲ့ဒါဖခင်ဟောတာကျမ်းလာတကယ်လို့မကြီးလို့ရေးအဲဒါပေမဲ့အဲ့ဒီစီးပွားရေးကိုပဲတကယ်ကို စိတ်ကိုနှင်းပြီးလှုပ်လိုက်ပြီးတော့ကိုယ့်ရဲ့ဘဝငြိမ်းချမ်းမှုအတွက်တရားတွေအသိဉာဏ်တွေမရှိမှဟုလေဗုဒ္ဓကအဲလမ်းညွန်ပေးတယ်ရှိအောင်လမ်းညွန်ပေးရသေးတယ်။ဘာဖြစ်လို့လဲစီးပွားရေးပဲအောင်မြင်ပြီးတော့ကိုယ့်စိတ်ကိုကိုယ်မထိန်းချုပ်တတ်ဘူးဆိုရင်ဘဝတွေမှာရှုံးရှုံးမှုတွေဖြစ်တတ်တယ်ပေါ့။လောကဓာတ်မုန်တိုင်းတွေကြုံလာတဲ့အခါမှာကိုယ့်ကိုယ်တတ်သေးသွားတဲ့စီးပွားရေးပညာရှင်တွေမရှိဘူးလား။အဲပညာရေးပညာရှင်တွေလည်းမရှိဘူးလား။ရှိတာကြီးပဲအားလုံးဒါပေမဲ့ကိုယ့်ကိုယ်တတ်သေးသွားတာဘာကြောင့်လဲ။နှလုံးသားမှာဓမ္မနဲ့ မတီဆောက်ထားရင်ပြစ္ဆုတ်ပံလောကီအလုတ်ကိုပဲတစ်ဖက်ဆုံးရောက်အောင်လုံလိုက်ပြီးဆိုရင်မိမိတို့မှာလောကရန်မုန်တိုင်းနဲ့တွေ့ကြုံရင်အဲ့ဒီလိုကိုယ့်ကိုယ်တတ်သေးတဲ့အထိအောင်စိတ်တတ်တွေကြရှင်းတတ်တာမျိုးတွေတွေ့ရတတ်တော့ဒါကြောင့်မို့ဦးဇင်းတို့ဟာဗုဒ္ဓရဲ့အဆုံးအမတွေနော်လောကုတ္တရာတဏီဘဝငြိမ်းချမ်းဖို့အတွက်အသိပညာတွေကိုလေ့လာထားရတယ်ဟုတ်ပြီလားကျင့်သုံးထားရတယ်အဲ့ဒါမှလောကီလောကုတ္တရာမျှတပြီးဘဝမှာချမ်းချမ်းသာသာနေတတ်တယ်ထိုင်တတ်တယ်တကယ်ကြီးတို့မှာဟုတ်လား အခုဦးဇနုံမိနိုင်ငံလူတွေကအဲ့လိုသဘောမပေါက်စီးပွားရေးမကောင်းရင်လည်းကိုလောက်ရမဲ့ကိုရဲ့အရေးချင်းတွေဖြည့်ရမှာကိုမဖြည့်ပဲနဲ့အာကိုမှုမှားပြီးတော့ဘိုးတော်တွေဒေဒင်တွေနတ်ကတော်တွေတော့နောက်လိုက်ဒီကြားတဲ့ဘုန်းကြီးတွေကလည်းဘိုးတော်လို့တဲ့ဘုန်းကြီးတွေကပေါ်လာတယ်နတ်ကတော်လို့တဲ့ဘုန်းကြီးတွေကပေါ်လာတော့အဲ့ဒါကွာကြပါတယ်နော်ထေရဝါဒတွေဦးဇနုံအမိနိုင်ငံကလူတွေကဘုန်းကြီးတွေကိုအများအပြားအလေးထားတယ်ဘုန်းကြီးတွေလမ်းမရင်အားလုံး ြည်သူပြည်သားတွေနာမပြီးတော့အကုန်လုံးပျက်စီးကုန်နေမယ်။နော်ဒါကြောင့်တခါကြီးတို့မိုင်းတို့ကပညာမျက်လုံးပွင့်ဖို့လိုတယ်နော်။အဲသာသနာတော်မှာယဟန်ကောင်းရှိတယ်ယဟန်ဆိုးရှိတယ်ဗုဒ္ဓရဲ့သာသနာတော်မှာဗုဒ္ဓရဲ့အဆုံးအမဓမ္မဝိနည်းတော်ကိုမလိုက်နာဘူးမကျင့်သုံးဘူးကိုကျင့်တီလာတွေချိုးပေါက်ပြီးဓမ္မဝိနည်းနဲ့ဆန့်ကျင်နေဒါယဟန်ဆိုးလို့ပဲသာသနာတော်ကသတ်မှတ်ထားတာဟုတ်ပြီလားယဟန်ဆိုတာဘေးတွင်တွေ့ရမှာမဟုတ်ဘူးနတ်ကတော်လောက်ရမှာမဟုတ်ဘူးဘိုးတော်လောက်ရမှာမဟုတ်ဘူးဟုတ်ပြီလားယဟန်လောက်ရမယ့်အလို့ဟာပရိယပတိပတ်ပဲဗုဒ္ဓကဟောသွားတယ် လူတွေကိုပရဟိတလုပ်ချင်ရင်ကိုယ့်ရဲ့တီလာကိုအကောင်းဆုံးဖြည့်ခြင်းပြီးတော့အဲဒကာတော်မတွေကိုတရားဟောကြားပေးတာဟာဟုတ်ပြီလားအဲအဲ့ဒါမေတ္တာထားတာပဲပရဟိတလုပ်တာပဲဒါယံဘဝအတွက်နန်းညွန့်ချက်ဒီလောက်ပဲရှိတယ်။သွားပြီးဘိုးတော်လောက်ရမယ်ဘေးရင်တွက်ပြီးဒကာမတွေကိုကယ်ရမယ်မဟုတ်ဘူးနော်ဟုတ်တယ်မလားအဲ့ဒါမျိုးတွေလမ်းကြောင်းမမရအောင်ဒကာတော်မတွေကလည်းအဲ့ဒီလိုမျိုးတွေကိုတတိထားရမယ်နော်ကိုယ်ွယ်မှုမမရအောင် နော်ဒါကြောင့်မို့ပစ္စည်းလေးပြားလူရှားကြသည်ဗုဒ္ဓဝါရာတို့တိုင်းပြီ အကောင်းကိုသာကိုွယ်ကြဘူးစိတ်ကနှိမ့်စာထားရမည်တဲ့တောင်မျိုးဘာသာတိကဆရာတော်ကြီးသာသနာ့အတ္တတမြချစ်တဲ့ဆရာတော်ကြီးကအဲ့ဒီလိုနန်းညွန်သွားတယ်တကတော်မတို့ကြလားဒါကြောင့်မိမိတို့ဟာမိမိတို့ပစ္စည်းလေးပြားတွေလူတန်းပြီးတော့ဆရာတင်မှားရင်မိမိတို့ဘဝတွေပြစ်ဆုံးပါမှာလဲနဲ့နာမှာတန်တရာမှာလဲနဲ့နာတတ်တယ်နော်ဒါကြောင့်မို့မိမိတို့ဟာ မိမိတို့ကိုယ်ကိုယ်ရှိခဲ့တဲ့ဆရာတော်တန်ဃာတော်တွေဆိုတာကိုကျင့်သီလကောင်းပြီးတော့ဗုဒ္ဓရဲ့ဓမ္မဝိနည်းတော်နဲ့အညီပရိယပတိပဲကျင့်သုံးတဲ့ဆရာကောင်းဆရာမြတ်တွေပဲဖြစ်စေရမယ်ဟုတ်ပြီလားဘုရောနတ်ကတော်ဘေးရင်ဆရာတွေတော့သွားပြီးတော့ကိုယ်ကိုယ်မမှားစေနဲ့နော်ဘဝတွေဆုံးရှုံးသွားလိမ့်မယ်တရဏဂုံတော်ညံ့နှံသွားလိမ့်မယ်ဟုတ်ပြီလားတတိထားရမယ်ဒါကြောင့်မို့ဦးစင်းပြောတယ်အခုတရဏဂုံနဲ့၅ပါးသီလပေးလိုက်တယ်ဒီလိုတရဏဂုံကိုလုံခြုံဖို့ဆိုတာကံကံရဲ့အကြောင်းအကျိုးကိုကောင်းစွာယုံကြည်ရတယ်ကျမ်းမာရေမကောင်းရင်နတ်ကတော်မေးရမှာလား ဆရာဝန်ပြရမှာလားအေးအဲ့ဒါဆရာဝန်ကလမ်းညွန်တဲ့အတိုင်းမိမိတို့ရဲ့ကံစိတ်ဥတုအာဟာရဆိုတဲ့အကြောင်းတရား၄ပါးကိုပြုတ်ပြင်ရမယ်ဆရာဝန်ကမှားတိုင်းလည်းမိမိတို့ကပြောင်းမှာမဟုတ်သေးဘူးဆရာဝန်ကလမ်းညွန်ပေးတာပဲရှိတယ်ဆရာဝန်ကိုယ်တိုင်လည်းယောဂါဖြစ်တယ်ဆရာဝန်ကလည်းကိုကိုကိုကံစိတ်ဥတုအာဟာရအကြောင်းတရား၄ပါးနဲ့ညီအောင်နေတတ်ထိုင်တတ်မှဆရာဝန်လည်းကျမ်းပါတယ်ဒီလိုပဲဂိလာနာတွေကလည်းပဲဆရာဝန်ကပေးလိုက်တဲ့လမ်းညွန်ချက်နဲ့ညီစေးတွေတောက်ခိုင်းရင်တော့ ကိုကလည်းအစားအသောက်အနေတိုင်းစင်ကြင်မှကျမ်းမာရေးပြန်လဲကောင်းလာတာနားလည်လားဦးဇင်းပြောလားအဲ့ဒါမျိုးဒါကံလို့ခေါ်တယ်အဲ့ဒါပြစ္ဆုတ်ပံကံကောင်းအောင်လုပ်လိုက်တာကံမပြစ်စေရောမှာအတိတ်ကံပြစ္ဆုတ်ပံကံရှိတယ်အဲ့ဒါပြစ္ဆုတ်ပံကံကိုပြုပြင်လိုက်တာဟုတ်ပြီလားအတိတ်ကံကောင်းအောင်ဆက်လက်ပြီးဒီဘွားကံလေးကောင်းခြင်းတီလာတွေဖြူစင်သွားဖြည့်ခြင်းအလုံးပေါ်မေတ္တာထားဖရာကုံတော်တွေဘွားပရိတ်ပဋ္ဌာန်းတွေပူဇော်အလုံးပေါ်မေတ္တာထားပြီးတော့ကုညီရိုင်းပင်းပြစ္ဆုတ်ပံကံဒီမြင့်တင်တာရောက်တယ်။ဒီနေတွက်ဖို့လည်းမလိုဘူး။နောက်ကတော့မေးဖို့လည်း မလိုဘူးဘိုးတော်ကိုသွားပြီးချင်းကပ်ဖို့လည်းလိုသေးလားမလိုတော့ဘူးလေဟုတ်တော့မလားအဲ့ဒါပဲတကယ်ကြီးတော့မသဘောပေါက်ဖို့လိုတယ်